်မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချာမှုဦးစီးဌာနကနေဧပြီလ6ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်သင့်တက်မှတိမ်ထူရနေပါမယ်။ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစစ်ဆေးရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျဲ၊နေပြည်တော်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။မြမပင်နယ်ပြည်တွင်လိုင်းနေငယ်မှလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကယုံနယ်တခြားနယ်ကမ်းလွန်ပင်နယ်ပြည်တို့တွင်၄ပြည်မှ9ပြည်ခန့်ရှိနေပါတယ်။ နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကျကျမိုးထစ်ချုံရပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဒီတဝိုက်အတွက်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့တိမ်သိမ့်တင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ ရွာရံလုံး80ဖြစ်ပါရှင်။